စောအတက်တွေ့နေလားမသိဘူးငယ်မဟုတ်နိုင်ပါဘူးမေယာမင်းအတွဲလုံနေတာဖြစ်မှာပါ သူ့ရုံမှာလူတက်တွေရောက်တယ်ဆိုဥငယ်ဘာညာလေးမေးကြည့်သေးလားဥမေးဘာပြောလဲအန်တတန်ပဲစောအခုလိုတကားမမမေ့ဘူးမေးပဲမေးခဲ့တာဒါဆိုဒီတကားခွဲလွန်လိုက်ပေါ့စိတ်ထင်နေတာလည်းဖြစ်နိုင်ပါတယ်မေးရဲ့ဟွန်းဟွန်း စော်ချေလားနေပြက်နေတာမေခံစားမိတယ်ငယ်။ညနေရောအိမ်ုံနောက်ကျမှပြန်လာတာမျိုးရှိလား။ဟမ်ဟမ်။ဒါမဲ့မနေ့ပိုင်းတော့အစောအိပ်ထပြီးခုနှစ်နိုင်ခွဲလောက်ဆိုသွားတယ်။မဟုတ်နိုင်ပါဘူးမေရဲ့။ဖုန်းချကန်နီမဟုတ်နိုင်ပါဘူးမေယာမေးလိုက်ပါ။လူငယ်မှားခဲ့ပေမဲ့စော်ကိုစိတ်ဆိုးနေခဲ့တယ်။မောင်ပြန်ရောက်ပြီ။ Happy anniversary ပါမေ။ ပန်းစည်းကြီးပါလာပြီကျမတိတ်ကြိုက်တဲ့တနခါးပန်းနေနဲ့တပွဲတစ်ပိုက်ကြီးတစ်ချက်ပြုံးလိုက်ကအပြင်မှာစားမယ်ဆိုလို့နောက်အပြင်မှာပဲစားတော့နော်ဒီနေ့လည်းဘာမှမချက်ထားဘူးဆိုပြီးပန်းစည်းယူကလှည့်ထွက်ခဲ့တယ်ရရလေမစားဘူးမိချက်ကျွေးမှာပဲစားတော့မယ်ထက်ချက်မကွာလိုက်ဖက်နေပြီမောင်လည်းကအလုံများနေလို့တစ်ချက်လေးတတိမိသွားတာပါမေးရဲ့မောင်စိတ်မဆိုးပါနဲ့ကွာကျမစိတ်ဆိုးမပြေရင်သူလွတ်မှာမဟုတ်တော့ ပေးရပဲအဲ့ဆိုလေခြေလမ်းနဲ့ပြက်မယ်မကြမ်းနဲ့နော်ရိုက်ချိုးပြမှာအမလီမပြက်ရဲပါဘူးဗျာကြောက်ပါလေရေရေမောမောနဲ့သူပြန်ပြောခဲ့တယ်ဘေးမှာလဲနေတယ်ဇော့ကိုကြည့်ပြီးမောင်ဗျာဇော့ကအမြဲဟင်လို့သာထူးခဲ့တာအခုဗျာတဲ့စိတ်ထဲတစုံတစ်ယောက်ကိုတတိရသွားမိတယ်မေကလှလာရင်လှတယ်မေဘလားလှလဲ အဲ့လိုတော့မောင်မတည်ဘူးဆိုပြီးသူ့လက်မောင်းပေါ်လက်လေးပုတ်ပြတော့ကျွန်မသွားလဲအိတ်လိုက်တယ်မျက်လုံးလည်းလှတယ်အပျော်ရောအနေထိုင်ရောမိမ့်မပီတာတယ်တော်လဲတော်တယ်ခန္ဓာကိုယ်လည်းလှတယ်စပင်လေးလည်းလှတယ်ကွာမောင်မိမ့်မပြီးပြည့်စုံနေတော့မိန်ကလေးပဲမောင်ပိုက်ကတကွန်ကွန်မြည်နေပြီးအတန်ကြားမှဆိုတဲ့ဖြင့်ဇော်လှောက်ခါနေတယ်မိခေါဆွဲပြုတ်ပြီမင်းနော်ဆိုပြီးကျမပြုတ်ပြီး ထည့်ပြီးမှဇောကစားတယ်။စားနေတာကြည့်ပြီးကျမစိတ်ထင်နေတာပဲဖြစ်မှာပါလေဆိုပြီးစိတ်ကိုဖြေခဲ့ရပြန်တယ်။အပိုင်းရှင်မဖြစ်နိုင်ဘူးဆိုပြီးချားလိုက်တဲ့စီတစ်ဖက်တစ်ချက်စီမှာ သူ့ဘက်ကလည်းငိုကိုယ့်ဘက်ကလည်းပြိုရုံးကိုတခါမှမလိုက်ဘူးလေကျမအဲ့ဒီနေ့ကလိုက်သွားဖို့အစောကြီးထပြင်ဆင်ပြီးစောင့်နေခဲ့တယ်။ဟာလှလို့ပါလားဘယ်သွားမလို့လဲမေမောင်းနေလိုက်မလို့လေ ဘယ်လိုလဲရောင်းဟောပေါ့မောင်ရဲ့မောင်မဲအမြင်ခေါ်နေပြီးတော့အာတို့လည်းမပြောဘူးမောင်ကဒီနေ့ဟိုအစိမ့်ဝဲရှိတယ်อืมမောင်မခေါ်ခြင်းလည်းမလိုက်တော့ပါဘူးယော့ထမင်းကြိုင်ကိုဇောလက်ထဲထည့်ပေးလိုက်တော့ဟောပါလေမေးလိုက်ခြင်းလည်းလိုက်ခဲ့ပါစောင့်တော့စောင့်မင်းနော်ဟုတ်စောင့်မင်းပါပေါ့မောင်ရဲ့အင်းအမအော်မောင်လူတယောက်ဝင်ခေါ်မယ်နော် ရရလေပြင်ဆင်းလာခဲ့မိကားထဲကပစ္စည်းတွေထည့်ပြီးစောင့်နေမယ်အင်းအင်းစောကအရင်လိုကျမလက်ကိုမကင်ပဲလက်တန်းပေါ်လက်တင်ပြီးလက်တွေကိုအငိမ့်မနေတခုခုကိုစိတ်နစ်ပြီးတွေးနေသလိုညင်နေကလမ်းတွေကိုကိုယ်ပတ်ကမောင်းနေတော့အစီဝဲရှိရဆိုမြန်မြန်မောင်းနေမောင်းဘလို့လို့လမ်းတွေပတ်မောင်းနေရလဲဟိုလမ်းကပိတ်ထားလို့လေဘယ်လမ်းကပိတ်တာလဲမနေ့ကမှမင်းဈေးလာဝေးထားတာမပိတ်ပါဘူးမောင်ရဲ့ မသိဘူးပိတ်ထားရဲ့ထင်လို့ငါးနဲ့တိုက်ရှိတွင်ဇော်ကားရက်လိုက်ပြီးဖုန်းခေါ်နေတယ်။နွယ်အကိုရောက်ပြီ။အကိုတဲ့ခဏကြာတော့ခက်ငယ်ငယ်ကောင်းမလေးတယောက်ဆင်းလာတယ်။20ကျော်ဝန်းကျင်ပဲရှိုံပဲ။သူနောက်ခန်းမှာထိုင်ပြီးမိနစ်အနည်းငယ်လောက်ထိကျမတို့တောင်းရောက်လုံးဘာစကားမှမပြောနှောက်လည်းမဆန်းတကယ်ဆိုဇော်ကမိတ်ဆက်ပေးရမယ်မဟုတ်လား။ကျမစိတ်ထဲတွေးနေမိတယ် သူကမှန်နေရနေကျမကိုခဏခဏချောင်းကြည့်ပြီးသူ့နှုတ်ကအကုတ်အမျိုးသမီးလားအင်းဟုတ်တယ်မြုံနှင်းမေတဲ့နွယ်မေ तू ကရင်ခတ်နွယ်တဲ့ဟုတ်ရုံးမှာတော့နွယ်လို့ပဲခေါ်ကြရဲ့မအမတိတ်လာတာပဲနုပြိုနေရောပဲစပင်လဲကောင်းတယ်အရွယ်လဲကောင်းတယ်သူနှုတ်သွက်လာတယ်မြောက်နေပါပြီရှင်ကဲပါစားမှလည်းပြော ရရင်မမော့တာဖြေးလိုက်ပြီးရောင်းရောက်တော့အစင်းဝဲရှိရဆိုမှအော်အင်းဟိုစောအန်တနန်ဖြစ်နေချင်းဟမ်ဒီနေ့အစင်းဝဲမရှိပါဘူးမနှက်ပြန်ပါလေအကိုရဲ့ရက်မှတ်တာမှားလာနေတဲ့တူပါတယ်ဒူမထပြောပြီးအော်ဟုတ်တာပဲဒီနေ့26ရက်နေ့မနှက်ပြန်ပါပဲဟာဦးကဲပါထားလာအမဒီမထိုင် ်ဆိုပြီးထိုင်ကုန်လေးချပြီးသွားတယ်။သူကဇော်နဲ့အနီးကပ်အလုပ်လုပ်ရတယ်။တွတ်တယ်၊လှတယ်။အသားဖြူဖြူနုနုနယ်နယ်လေး။ပြီးတော့ဇော်ကိုအကိုလို့လည်းခေါ်တယ်။သူမှဇော်ကိုကြည့်ရဲ့အကြည့်တွေမှာမယိုးရှင်းလား။ကျမကမောင်းမေးရလူတွေအားလုံးကိုတမနဲ့လုံးအကဲခတ်နေမိတော့တယ်။နေ့ကင်ထမင်းစားချိန်ရောက်တော့မောင်းမင်းပြင်းတယ်။ပြန်နေတော့မယ်။မောင်းလိုက်ပို့မယ်လေ။နေနေမိဘလာသွားလိုက်မယ်။ ။အာမောင်စိတ်မချပါဘူး။ခဏလေးမောင်လိုက်ပို့ပေးမယ်။ရောင်းဝလူတွေကနှစ်လိုပွဲရလိုက်ကြည့်နေကြပြီးအားကြတဲ့စကားတွေတီတူပြောဆိုနေကြတယ်။လန်တဲ့ရှောင်းစောအကြောင်းတွေးနေမိတယ်။ကျမစောကိုဆုံရှုံတော့မအောင်စိတ်ထဲမှာခံစားနေရပြီ။ဘာစကားမှမပြောပဲကားမောင်းနေတဲ့စောလက်မောင်းပေါ့ကောင်းလေးမိလိုက်တော့ဟာကွာမောင်မိမတော့ချွဲနေပြီ။ဆိုပြီးကျမနှစ်ဖူးကိုလှမ်းနှမ်းလိုက်ချင်းကျမခံစားလိုက်မိတယ် မောင်အနှမ်းတွေကအရင်လိုမနှွေးထွေးတော့ဘူး။ကျမမောင်ကိုလက်လွတ်မပေးခြင်းမူ။မောင်ဟာတစ်ချိန်ကကျမကိုအလွန်မင်းချစ်ခဲ့တယ်။ကျမအလားကျမအချက်အပြုံနဲ့ကျမအယူအရကိုဆွဲလန်းခဲ့တဲ့သူဖြစ်တယ်။ဘလို့ပဲဖြစ်ဖြစ်ပါဘယ်မိမမှကို့အမျိုးသားအောင်မဆုံးရှုံးခြင်းမအောင်။တတိထာမီတလောက်တော့စောပြောင်းလဲနေတာ၃လကျော်ခဲ့ပြီ။တရက်ထက်တရက်စောကအလုပ်တွေပိုပြီးများများလာတယ်။ အလောက်ကိုလည်းအစောကြီးသွားတဲ့အပြင်ညရီဆိုနောက်ကျမှပြန်လာတတ်နေပြီကျမယုံကိုလိုက်သွားခြင်းပေမဲ့ကျမစိတ်မှာ ကျမကြောင့်နေရခတ်သွားမယ်လူနှစ်ဦးကိုတနာနေမိတယ်အဲ့ဒါကြောင့်မတိကျအောင်ပဲဆောင်နေခဲ့တယ်အဲ့ဒီနေ့ကရာသီဥတုကမကောင်းဘူးမိုးရွာလိုက်နေပူလိုက်နဲ့အဝတ်တွေထုံလန်းလိုက်ပြန်ရုံးလိုက်နဲ့ကျမအလုပ်ရှုပ်နေခဲ့တယ်ငဲ့စီကနေဖုန်းဝင်လာပြီဟယ်လိုဟယ်လိုမေနေကောင်းလား อืมก้าวมาเลยงั้นยอก้าวมาเลยเมยออสินเจยล่ะญาไอ้แม่แม่เดเมคุยไก่ขันรู้แหละอะจองอตวาลาตริชาโฟนลั่นเสร็จไล่ตานี่รอก้าวเลยมะล่ะอืมก้าวมาเลยเมกิวเสร็จไล่ป่ะมั้ยงั้นโหตะบะยางกงตวาดติดิไม่อยากด่ายังจ่าเลยบิเลยอะจองปีပြီးတော့ဘာဖြစ်လို့လဲငယ်ငယ်တို့နေခဲ့တဲ့အဆောင်ရှိကိုလည်းရောက်ခဲ့တယ ဘာမှမပြောင်းလဲဘူးအရင်တိုင်းပဲတည်လိုက်อืมနေရလုံးတိတ်ဆိတ်သွားပြီခဏအကြာငဲမိုးရွာလာလို့အဝေးရောက်အောင်မေနော်ဒါပဲနော်အင်းအင်းနေအဆောင်လဲဆောင်အဆောင်ဆောင်နဲ့ကျမအကုတ်ကိုတတိယမိသွားတယ်တစ်ချိန်ထဲမှာပဲအကုတ်အမျိုးသမီးကိုလည်းတတိယခဲ့တယ်အခုချိန်မှာကျမအကုတ်အမျိုးသမီးကို စာနာတက်ခဲ့ပြီအဲ့ဒီတုန်းကသူဘလောက်ခံစားခဲ့ရမလဲ စောအောင်မချစ်ခဲ့တယ်ကျမတော်ဒီလောက်ပူပန်နေရရင်အကို့ကိုချစ်ခဲ့တဲ့အဲ့ဒီအမျိုးသမီးကဘလောက်တော့ကရင်များရခဲ့မလဲဒါပေမဲ့ကျမလည်းအကို့ကိုတကယ်ချစ်ခဲ့တာပါပဲမရည်ရွယ်ပဲဖြစ်သွားတဲ့အရာတွေကအချစ်ကြောင့်ဆိုရင်ရည်ရွယ်ပြီးဖြစ်မလာတဲ့အရာတွေကရောအချစ်ကြောင့်ပဲလို့ဆိုနိုင်မလားတကယ်တော့အချစ်ဆိုတာကျမတို့လောက်ယူခဲ့တဲ့အရာမဟုတ်ပေမဲ့ထိန်းချုပ်လို့တော့ရနိုင်ပါတယ် မထိန်ချုပ်ပဲခံစားမှုနောက်ကိုလိုက်ရင်နှလုံးသားအလေးချိန်ဟာမြင့်ရင်မြင့်ရင်နဲ့ပဲယူသွနေခဲ့ကြတာအဲ့ဒီတုန်းကအကိုရွေးခဲ့တဲ့လမ်းအမှန်နဲ့ဆိုတာကျမသိခဲ့ရတယ်အကိုသာကျမကိုရွေးချယ်ခဲ့ရင်ကျမအခုလိုခံစားချက်ကိုနားလည်မှာမဟုတ်ဘူးကျမတို့ဟာတယောက်နေရတယောက်ဝင်မခံစားကြည့်တည်း၍ကိုချင်းစာစိတ်ဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူးတကယ်တမ်းကျမမိနေတာကအခုအမျိုးသမီးနေရာကို ဝင်ကြည့်ဖို့ပါပဲ99ရာခိုင်နှုန်းလောက်တည်ကြနေခဲ့တယ် စော်ကနှွဲကိုချစ်ကြိုက်နေခဲ့ပြီအဲ့ဒီနေ့ကစော်ရုံးကိုမတော်ဘူးအိမ်ဖုန်းကိုရုံးကဖုန်းဝင်လာတယ်ဟယ်လိုအမရေကိုစော်အလုံးမလာလို့လေစကားနိုင်ကကျွန်မမနာနှွဲကိုလည်းဝင်ခေါ်ရအောင်မယ်ဆိုပြီးထွက်သွားတာပဲအော်နှွဲကမနေတယ်ကမလာဘူးလေ တကယ်ဆိုရုံးမှာအရေးကြီးလောက်စရာရှိလို့ဆိုပြီးတော့ညအစောပြန်မလာတာအော်နေရောနော် စောစီကဖုန်းလာနေတယ်။အမပြန်ဆက်မယ်နော်။ဆိုပြီးဖုန်းခဏချလိုက်တယ်။ခဏနေမှကျမရုံးကိုဆက်ပြီးဖြစ်စီမေးကြံနေခဲ့လို့ပြန်လဲလာတာအဲ့မောင်လေး။ပြန်ထွက်သွားပြီ။နင်းနေတော့နောက်ကြလိမ့်မယ်နော်။လို့ပြောခဲ့တယ်။ဘလို့ပဲဖြစ်ဖြစ်စောကကျမအမျိုးသားဖြစ်တဲ့အတွက်သူအရှက်ရမျက်နှာငင်အောင်တော့ကျမလုံးမမဟုတ်ဘူး။မောင်ပြန်ရောက်ပြီနော်။အင်း။စောကမနက်ကအကြောင်းကိုရုံးမှတိလာခဲ့ပြီးဖြစ်မှာတယ်။ မနက်ဖုန်းဆက်သေးတယ်ဆိုမင်းမဆက်ပါဘူးရောင်းဝအရင်ဆက်တာအဲ့ဒါဟိုဟိုမောင်လေးအမကျွန်မသူ့မျက်လုံးတွေကိုစိတ်စိတ်ကြည့်ပြီးမောင်မေယုံပါတယ်အချစ်ဆိုတာမေတို့တမင်လောက်ယူထားတဲ့အရာတွေမဟုတ်လေနှလုံးသားတောင်းထားတဲ့သူကိုကိုတော်မသိလိုက်ပါပဲချစ်မိကြမှာပဲအဲ့ဒါအချစ်ရဲ့သဘောတရားတွေပဲဟုတ်တယ်မလားအရင်မရှိအပြားမရှိပြောလိုက်ပေမဲ့စော်နားလေပုံရတယ် သူမဟုတ်ရင်အတင်းပြန်ရင်းတက်တဲ့စောကငြိမ်ပြီးနားထောင်နေတယ်။အချစ်ဆိုတာကိုနဲ့တူရှိမှာမဟုတ်ပါဘူး။သူပြောနေမယ်ဆိုရင်ဘသူနဲ့ပဲပြောပြောကိုလည်းပြောရမှာ။ကိုရေးတဲ့လမ်းကိုရှောက်ရမှာပဲမောင်ရဲ့။ကောင်းမယ်ဆိုရင်လို့ပေါ့။မေဘာမှမပြောလို့။မေရဲ့မောင်လေးနင့်တကယ်ချစ်ခဲ့တာ။တကယ်တန်မိုးထားပါတယ်။ဒါမဲ့အခုမောင်ဘလို့ဖြစ်သွားလဲမသိဘူး။ မောင်မင်းအခုချိန်ကြီးတိတ်ချစ်တာမေးရဲ့ဒါတော့ယုံပါမေနော်တော်ပါတော့တော်ပါတော့မောင်ရဲ့ထိန်းသားပါရဲ့နဲ့ကျမမျက်ဝန်းတွေကမျက်ရည်တွေစီးကြလာခဲ့ပြန်တယ်ဇော်နဲ့ကျမကရှင်းတယ်တခုခုဆိုငဲ့ညာစရာတားသမီးလည်းမရှိနှစ်ဦးသာတန်ရုံးစင်ပဲရှိကြတာညတွေမှာကျမကောင်းကောင်းအိတ်မပြောခဲ့ဘူးမောင်ကျမကိုခလေးတယောက်လိုဖတ်ထားတဲ့အဲ့ဒီလက်တွေနဲ့သူ့ကိုလည်းမောင်ဖတ်ကောင်းဖတ်နိုင်ခဲ့ပါတယ်အိုး ငါဘာတွေတွေးနေပါလဲကျမအိမ်ရာတွေကထွက်လာခဲ့တယ်အမောင်ကြကအပြင်မှာတိတ်ဆိတ်နေတယ်လေစင်းတွေကကျမအိမ်ကြီးကနေကျမရင်တွင်းကိုတဆင်ချင်းတိုးဝင်အေးဆန်နေတယ်ငဲ့ကိုတတိယမိပြန်တယ်ဒီအကြောင်းတွေငဲ့ကိုမပြောပြဖြစ်ဘူးအခန်းထဲကဆော့ဖုန်းမြည်တမ်းကြားလိုက်ရတယ်အချိန်ကမနက်တနာရီမြင်သမျှကြားသမျှတွေဟာကျမကိုအတိတ်တွေထဲစီပြန်ဆွဲခေါ်နေသလိုနာကျင်ရတယ်ဒီအချိန်ဟာအကိုဖုန်းခေါ်တတ်တဲ့အချိန် စော်ဖုံးချလိုက်ပြီးစပိုးလိုက်တယ်ထင်ပါရဲ့ကျမအမျိုးသမီးတယောက်ကိုစိတ်ထဲကနေထက်ထက်လဲလဲတောင်းပန်နေမိတယ်ကျမအခုသူ့နေရာကိုရောက်နေပြီသူ့နာကျင်တယ်လို့နာကျင်နေရပြီဘယ်တော့များထွက်ခွာသွားမလဲလို့တွေးပူနေခဲ့ရပြီငဲ့ကိုဖုံးဆက်ပြီးအကုန်ပြောပြလိုက်တယ်စော်သူ့ချစ်နေပြီလားမသိဘူးမိထက်ပို့ပြီးချစ်သွားပြီလားမသိပါဘူးငဲ့ရဲ့အပြော်ဆိုရင်တော့မိနားလဲပြေးလိုက်မယ်လူဆိုတာတခါတော့မှားဘူးကြမှာပဲလေ မိစောမဆုံးရှုံးချင်။ကျမစကားမဆုံးခင်။အိုးဖောက်ပြန်နေတော့နားလည်းပေးစရာလားမေရဲ့။ယူနေရလား။ဒါမဲ့မေတော့လည်းငယ်ရဲ့။အချိန်ကြီးကမတူဘူးလေမေ။မေကယူသားတယ်။အခုသူတို့လိုမျိုးအတူတူအဲ့အတူစားတာရှိခဲ့တာမဟုတ်ဘူး။စာလေးပို့ရုံ အတန်လေးကြာရုံနဲ့နာကျင်ရတာ။သူတို့လိုပြောနေခဲ့ရတာမဟုတ်ဘူး။မေကဖောက်ပြန်ရမရောက်ခဲ့ဘူး။မနေ့ပြန်ငယ်မန္တလေးကိုလာခဲ့မယ်။ မလာပါနဲ့နေပါငယ်ရဲ့မင်းအတွက်ငယ်အလောက်ရှောက်နေပါလေနေပါစေမင်းမသာကြည်ပြီးစီစဉ်လိုက်ပါမယ်ဆိုပြီးဖုန်းချပြစ်လိုက်တယ်အရာရာကိုတရေမြင်ပြီးညလုံးပေါင်းဝရဏာမှာပဲထိုင်ခါငိုနေခဲ့မိရဲ့နောက်တနေ့မနက်မှာမောင်လို့တော်တော့မယ်ဟာမျက်လုံးနဲ့အင့်နေရောပဲဘာဖြစ်တာလဲဘာဖြစ်လို့နေမကောင်းလားမေးပြီးမျက်ရည်ကျနေတဲ့စော့ကိုကြည့်ကငုံမနေပါနဲ့တော့မောင်ရဲ့ မောင်ပြောဖို့အဓိကပါပဲဒါမဲ့ဒါမဲ့မေတိချင်တယ်ဟောဒီမိုးကောင်းငယ်အောင်ပါမင်းကိုပဲချစ်တာပါလို့ပြောခဲ့တဲ့မောင်ကအခုဒီကောင်းငယ်အောက်ကတခြားအမျိုးသမီးတယောက်ကိုမေးထပ်ဖို့ချစ်မိသွားပြီလားဆိုတော့တကယ်တိချင်မိရဲ့အားရပါရငိုချပြစ်လိုက်ခြင်းပဲမယ်လေမျက်ရည်ကြောင်ကလေးထိန်းထားနိုင်ခဲ့တယ်ရှင်နေကွဲထွက်သွားမှတတ်ပါပဲကျမရှိမှမောင်ဒူးထောက်လျက်သားဖြစ်သွားပြီမောင်ကြိမ်ပြောရဲပါတယ်မေး ။မအခုထိအခုချိန်ဒီမိကိုအရင်လိုပဲချစ်နေတော့မှာပဲ။ဒါမဲ့ကွာ။ဒါမဲ့မောင်မှာမောင်တိပါတယ်။မောင်အတွက်မမြဲကြမတမ်းမဘူး။ဒီကောက်အမပါမေးရဲ့ဒီကောက်အမပါ။ပြောနေရင်စော်မြေပြင်ကိုလက်သီးနဲ့တုံးလေးချလောက်ထိုးလိုက်ခြင်း။တော်ပါတော့မောင်ရဲ့တော်ပါတော့ကျမမောင်ကိုရင်ခွင်ထဲအတွင်းကဖတ်ထားလိုက်တယ်။အဲ့ဒီနေ့ကမိုးရေအရင်ရွာနေတယ်။ဟင်းချက်နေရင်ဖုန်းဝင်လာတာကြားပေမဲ့မကင်လိုက်ရဘူး။ ခဏအကြာပြန်ခေါ်လိုက်တော့အမအမလားဟုတ်ပါတယ်မေးပါနှွေပါအမသူ့အတန်မှာငိုတန်ပါနေပြီဟုတ်ပြောလीနှွေနှွေနှွေတောင်းမှပါတယ်အမတို့မိသားစုအပြတ်ပြားစီလို့အစိမ့်မရှိပါဘူးတကယ်ပါအမရဲ့သူ့အတန်ဟာမိုးတန်နဲ့အတူရောနှောနေခဲ့တယ်တိတ်နာခြင်းပွဲကကောင်းလွန်လာတယ် သူကကျမအမျိုးသားကိုဘလောက်ချစ်မိနေကြောင်းဝန်ခံပြောဆိုနေတယ်။အမမကြည်နဲ့လို့လုံးမယ်ဆိုလဲဘာလို့လို့နှဲခံမှမယ်။ဒါမဲ့အခုအခုတော့ကျမဖုန်းကိုချပစ်လိုက်တယ်။သူကကျမထက်တောင်ပိုယူသွနေတယ်လို့ထင်ရတယ်။ကျမသူစီစားစောင်ပို့လိုက်တယ်။အမဘာတတ်နိုင်မှာမလို့လဲနွေ။အချက်ကတိတ်ထူးဆန်းနေမဟုတ်လား။ဘသူ့ကိုဘလောက်ချစ်ချစ်ကန့်ကွက်ဝေးကြဖို့တနည်းနည်းဖန်လာတာပဲ။ ချက်ချင်းမြတ်တာရိုးရှင်းမိမဲ့ဝေကျွေးရရောင်းတော့လာတဲ့အခါဘဝတွေပါကြောက်ကြရဖြစ်ကုန်တယ်။စကားတွေအများကြီးတော့မပြောချင်ပါဘူး။ຫນွယ်နဲ့မှအဆင်ပြေဖို့ပဲမျှော်လင့်ပါတယ်။တိတိကျကျပြောရရင်အိမ်တော်တတန်း9နှစ်နဲ့6လပြည့်ဖို့၂ရက်အလိုမှာကျမနဲ့ဆိုကွာရှင်းဖြတ်ဆဲခဲ့ကြရတယ်။ရန်ကုန်မှာဇော်နဲ့ကျမစုပြီးဝယ်ထားတဲ့အိမ်နဲ့ခြံကိုဇော်ကကျမနာမည်နဲ့ပဲစာချုပ်ချုပ်ပေးထားပြီးသား။အိမ်စာချုပ်နဲ့ငွေသားတချို့ကျမကိုပေးတယ်။ မင်းမอยู่ပြရစီနေစောမိဘသာလှူစားနိုင်ပါတယ်မဟုတ်ပါဘူးမင်းရဲ့မောင်ကအဲ့လိုသဘောမျိုးနဲ့ပေးတာမဟုတ်ပါဘူးမောင်ပေါ်အရာရာနားလေပေးခဲ့တယ်မင်းရဲ့အတွက်မောင်ပေးချင်တာပေးနိုင်တာလေးပေးလိုက်ချင်လို့ပါလက်ခံပေးပါမင်းရဲ့ဒါရီယာမောင်ပေးနိုင်တယ်မောင်ရဲ့နောက်ဆုံးလက်ဆောင်လေးပါကောင်းပါပြီကျေးဇူးတင်ပါတယ်အဆအဆအရာရာလေးခရီးဆိုင်ပါစောပြောပြီးမတက်ထအရင်မှာ မောင်စကားတစ်ခုတော့ပြောလို့ရနိုင်အောင်လားဇောဘက်ကိုပြန်လဲလိုက်ပြီးမေကောင်းတာညှိပြလိုက်တော့ဇော်မျက်ရည်ကြားလေးရဲ့မောင်လက်ထက်ယူခဲ့တဲ့နေရာစပြီးမေရတဝန်ကြည့်ခဲ့ပါတယ်အမေလိုအမလိုဇနီးတယောက်လိုပါရမီဖြည့်ပတ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပြီးတော့ပြီးတော့မောင်တကယ်မင်းကိုချစ်ခဲ့တာပါဒါမဲ့ကွာမောင်နှံခံကိုကျမလက်ညှိုးနဲ့ပိတ်လိုက်ပြီး လောကမှာချစ်ရင်းတည်တဲ့သူနဲ့ကြိုးစားရင်းတည်တဲ့သူနှစ်မျိုးပဲရှိတယ်။တမူထူပြီးဇော်နောင်နာနဲ့တည်တဲ့သူတော့မဖြစ်စေနဲ့။အရာရာပိုကောင်းမှုဖြစ်လာတာပဲလေ။ဟုတ်တယ်မလား။ဆိုပြီးနောက်ဆုံးအနေနဲ့ဇော်နဖူကို ကျမပေးနိုင်ပြီးမြစ်တာအနှွေးတဲ့တခုသာနမ်းမိပေးခဲ့တယ်။ပြောသလိုသာနေပါတော့ကွယ်။ဇော်နဲ့သူမှဘလို့ဆက်သွားလဲကျမမသိချင်း။သူတို့မန္တလေးမြို့မှာသာကြံခဲ့ပြီးကျမအတွက်နဲ့မိဘတွေကိုရော ငယ်ကိုရောစိတ်ဒုက္ခတွေမပေးလို့တော့ဘူးနောက်တိကမှတိရောဆိုပြီးဘသူမှမပြောဘဲနေခဲ့တယ်ရန်ကုန်အိမ်မှာပဲရှေ့ကိုအခန်းထပ်ထုတ်ပြီးကျွမ်းကျင်တဲ့လူအငါခေါ်ကအလားပြိုင်ဆိုင်ဖွင့်ခဲ့ပြီးစာပြန်ရေးဖို့ဆုံးဖြတ်လိုက်တယ်ဆက်လန်းတွေတားကြပြားတွေပဲကျွန်မရေးကျင်တော့တယ်သူ့နာမည်ကမိုးမိုးလွင်နဲ့ကျွန်မကသူ့ကိုမိုးမိုးလို့ခေါ်တယ်ငဲ့လို့ပဲကျွန်မကိုဂရုစိုက်တယ်စိုင်ုံလဲစိတ်ချရတယ်သူကြီးပဲဥဆောင်တယ်အားကိုးရတယ် တခါတလေစကားပြောပြကြရင်မိုးလေ အမောက်တိတ်အားကြတာပဲတိလားတကူတယ်အေးဆေးပဲအဲ့ခါကျရင် ကျမရှင်နေရနာကျင်မှုတွေ မြင်မသွားအောင်ပြုံးပြခဲ့ရသေးတယ်မိုးအမားနဲ့အမြဲတူနေမယ်တိလားအမောက်အတုခိုးမယ်အမနာမအမေလိုအမလိုအမြဲလှုပ်ချွေးပြုစုနေမယ်ကျေးဇူးတင်ပါတယ်မိမိုးရေနင်ပြောတာလည်းငါကငါအဖွားကြီးလိုခံစားလိုက်ရတယ် ကျမရဲ့ပထမဦးဆုံးကဗျာစာအုပ်အချစ်တီအီးမားလောက်နာကျင်ရ၏အဲ့ဒီစာအုပ်ကအမတ်မထင်မှန်းနာဒီတဲ့ရောင်းအောင်သွားပြီလူကြိုက်များခဲ့တယ်မင်းမင်းစာအုပ်ဖတ်လိုက်ရတယ်ငယ်တိတ်ဝမ်းသာတာပဲတိလားစော်တော့ပြောနေတော့မှာပဲသူ့အမျိုးသမီးကကဗျာဆရာမကြီးဖြစ်သွားပြီဆိုတော့ငယ်မင်းအခုရန်ကုန်မှာဟဲဟုတ်လားအန်တီတို့စီရောက်နေရလားမဟုတ် အလားပြန်လိုက်ဖွင့်လာတယ်။ငဲ့ကမပြောပြဖြစ်တာ။ပြီးတော့ဇော်နဲ့ကွာရှင်းလိုက်ပြီ။ရှီလာ28ရက်ဆို6လပြည့်ပြီငဲ။ငဲ့ဘကခဏတိတ်ဆိတ်သွားပြီ။ငဲ့ကိုဘာမှလည်းမပြောပါလားမင်းရဲ့။အရင်ဆိုဖုန်းပြောရင်ပြောနေကြပါ။စကားမပြောရတာကြာနေပြီဆိုတော့ပြီးတော့ပြောတဲ့အချိန်ကလည်းစကားကမကြုံလို့ပါငဲ့ရဲ့။မင်းရောက်နေလေစိတ်တွေမများစေချင်တော့ပါဘူး။အန်တီတော့တည်လား။ ဟွန်းဟွန်းမေအဆင်ပြေရလားပြေပါတယ်အမကျမကြီးလည်းကြိုးစားအောင်တကူဆိုငဲ့ကိုပြောငယ်ရှိရတိလားအမတရက်လာလဲအောင်လေနော်အင်းမိုးရတည်ရဲ့နေ့တနေ့ပါပဲဒါပေမဲ့နေက ချစ်ချစ်တော့ဘူးလို့မြို့ထဲကိုသွားရင် ကျမစိတ်မှာလူတယောက်ကိုတွေ့ချင်နေတော့တမင်တကာအရင်နေရာစီကားကိုလှည့်မောင်းသွားခဲ့တယ် ကျမတို့နေခဲ့တဲ့အဆောင်ကြီးကအတော်ရာဟောင်းနေခဲ့ပါပြီ။တစ်ပင်တွေက အခက်လက်ရှိကြောင်းကာလမဘတ်ကိုညွတ်ကန်ကြနေတယ်။လမ်းကိုထက်ချေတာတော့အဆောင်ရှိကကွန်းရဆိုင်တော့မရှိတော့ရှိကိုဘိန်၄ဘတ်၅ဘတ်လောက်လှည့်လိုက်ရင်အခုဆိုင်ရှိကိုရောက်တော့မယ်။ကားဘိန်တလိန်ချင်းလိန်သွားရင်နီးကက်လာလေလေကျမရင်မှာမွန်းချက်လာလေလေပဲ။အဲ့ဒီနာကျင်မှုကိုအစ်တစ်တပံပြန်ခန်းစားနေရတယ်။ကားရက်လိုက်ပြီးဆိုင်ထဲကြီးလိုက်တော့ အမျိုးသားတူပါကျွန်မရှိရပတ်ကြော်ပေးပြီးပန်းကပြင်နေတယ်။ကားပေါ်ကဆင်းပြီးအကိုပြားအော်ပြားတဲ့သူ့အတန်းဟာတိုးလွန်းလာတယ်။သူ့စပင်တချို့မှလည်းဖြူနေပြီးသူ့နှခမ်းတွေတော့အရင်လိုရဲမနေတော့ကုန်းမစားတော့ဘူးထင်ပါရဲ့။သူ့လက်တွေမှာသွေးကြောများအထင်းသားပေါ်နေပြီးအသက်၄၉နှစ်ကျော်လောက်ရှိနေပြီဖြစ်တဲ့အမျိုးသားဟာ ကျမောက်ပြာလို့သူကလဲကြည့်ပြီးနောက်ကမေအကူကကျမနာမည်ကိုမှတ်မိနေသေးတယ်။သူ့မျက်ဝန်းတွေကအရင်လိုညုံနေစေလှနေစေပဲ။ပုတ်ပိန်သွားလိုက်တာအကူရဲ့စိတ်ထဲကနေတွေးခဲ့ပြီးကျမမျက်ရည်မချလိုက်မိအောင်မနှဲထိန်ထားခဲ့ရတယ်။မေမေမေမဟုတ်လားဟုတ်ပါရဲ့ကိုမျက်ရည်ကျသွားပြီသူ့မျက်ရည်ကိုချက်ချင်းတုံးလိုက်တယ် နေကောင်းတယ်မလားမေကောင်းပါရဲ့အကို အကိုမျိုးသမီးရော မလားသေးဘူးလေပြီးခဲ့တဲ့ကာလတွေမှာအဆင်ပြေခဲ့လားအကိုဒီမင်းကိုကိုမေးရဖို့ကျမအချိန်ဘယ်လောက်တောင်ကြိုးစားခဲ့ရလဲဘယ်လောက်တောင်စောင့်ခဲ့ရသလဲ73နှစ်ကျော်ဟုတ်တယ်74နှစ်ပြေခဲ့ပါတယ်မေပြီးတော့ကိုတောင်းမှမှာတယ် ပြီးခဲ့တာတွေပြီးပါစီတော့အကူရဲ့ပါစကားမှမပြောပဲနှစ်ယောက်လုံးတယောက်ကိုတယောက်စိုက်ကြည့်နေမိခဲ့ကြတယ်။ကျမကစားအကြည့်တွေကိုရက်ပြီးထုံးစံအတိုင်းမိပလက်ကောင်တစ်ခုပဲပေးပါ အကူယူပြီးတော့ငွေရှင်းပြီးကားပေါ်ပြန်တက်ခဲ့တယ်။ကားမောင်းထွက်သွားတဲ့အထိအကူကျမကိုကြည့်နေပြီးကြံ့နေခဲ့တယ်။ကျမလည်းကားမှန်ထဲကကြည့်နေခဲ့တယ်။ကားမောင်းနေရင်နောက်ခန်းကဝိုင်ပလင်းကိုလမ်းယူလိုက်တယ်။ အတွေ့ထဲမှာဘာမှမရှိဘူး။ဒါတလုံးကုန်မှအိပ်ပြန်မယ်ဆိုပြီးတနေ့လုံးကားပါမောင်းနေမိတယ်။မနက်ကချစ်ချစ်တော့ပူနေတဲ့နေဟာညနေ9:00နာရီမှာမိုးတဲကြီးမဲကြီးထရွာတဲ့အချိန်ကျမလည်းမူးနေခဲ့ပြီ။ကားကိုတတိနဲ့မောင်းနေပေမဲ့အဲ့ဒီမိုးနဲ့အတူ ကျမချစ်တော့တွေကိုစွန့်ပစ်ခဲ့ရတယ်။ကျမလမ်းမလျှောက်နိုင်တော့ဘူးဆိုတော့မိုးမိုးကအလုပ်ကိုလည်းတာဝန်ယူကျမကိုလည်းဖြူစုပေးရနဲ့ပင်ပန်းနေခဲ့ရရှာတယ်။စိတ်ကိုတက်တောင့်တက်တာနေပါ။ လွတ်ချင်တာရဲ့အကောင်လို့ပြီးပြောအောင်လေးပါတိတ်ဆုံးတော့မဲ့လူနာကိုမှားတယ်လို့မျိုးဆရာဝန်ကမှားခဲ့တယ်ကျွန်မမကြောက်ပါဘူးတိတ်ဆုံးခြင်းဟာလောကတဘာဝတရားတစ်ခုပဲလေဒါမဲ့ကျွန်မဝမ်းနေမိတယ်တေခြင်းဟာဘယ်တော့မှမဆုံးတော့သူပြောချင်တဲ့စကားရည်လည်းကိုမကြားသလိုကိုပြောချင်တာတွေလည်းသူကြားတော့မှာမဟုတ်တွေ့ချင်းလည်းတွေ့လို့မရဘယ်ဘဝမှာဘသူနဲ့ရှိနေမလဲဘာမှမသိရတော့ တကယ်လို့ဘယ်တော့မှပြတ်မစုံနိုင်တော့အောင်ခွဲနိုင်တာတည်ရှင်းတရားပဲလေကျွန်မတည်သွားတဲ့အခါအကိုတောင်ကြားရတော့မှမဟုတ်အကိုအစဉ်ပြေးလာကျွန်မတည်ရတော့မှမဟုတ်တိတ်ကြကြမခံတော့ဘူးလို့တည်ထားပြီးတဲ့ကကျွန်မရဲ့ဒုတိယမြတ်စာအုပ်ထုတ်ဖို့အတွက်စူးစမ်းခဲ့တယ်ငါကျူးလွန်မိရဲ့ကံတပါမင်းပဲဘယ်တော့မှပြတ်မဖက်တော့ဘူးဆက်လည်းမရေးတော့ဘူးဆိုပြီးတိန်နာတဲ့အဆုံးမရှိတဲ့ဇက်လန်းလေးလွန်ခဲ့တဲ့ဆက်လေးနဲ့ရေးပြခဲ့တဲ့နောက်ဆုံးအချက် နောက်ဆုံးစာမျက်နှာကျမအတွက် နောက်ဆုံးရှင်းတာစရာအဖြစ်ပြက်ကလေးပေါ့တိန်နာခဲ့တာတော့တော်ကြာခဲ့ပြီဖုန်းနေလဲတက်လို့တချို့စာမျက်နှာတွေမှာစာတချို့တော့ပြတ်နေခဲ့ပြီပြန်ဖတ်နေရင်တချို့နေရာတွေမှာကျမငယ်ရွယ်မှုတွေငယ်ရဲ့ကယူဆိုင်မှုတွေကိုခံစားမိတယ်။မျက်ရည်ကျခဲ့ရတယ်။နောင်နာလည်းရတယ်။ပြီးတော့တခါပြန်လဲအကို့ကိုတတိယမိပြီးငိုနေမိခဲ့ပြန်တယ်။မပေးဖြစ်ခဲ့တဲ့အဲ့ဒီလက်ဆောင်တွေ အခုထိရှိနေစေအကိုလက်မှာအမြင်ဝှထားစေခြင်းခဲ့တာအားလေးကိုမြင်နိုင်မေးကိုတတိယစေခြင်းခဲ့တာတတလုံးအနားမှာထားမှာပေါ့ကွာပြောတော့ကအချိန်တိုင်းတတိယနေပါစေဆိုပြီးပေးခြင်းခဲ့တာပါလေးဝယ်ပေးမယ်မှန်းတော့အကိုမသိခဲ့ဘူးအခုတော့အခုတော့အကိုရဲ့အားကုန်တော့ငါပြတဲ့မောက်ကနေလွန့်ပြင်လိုက်တယ်အဆုံးသတ်ပြီးစာအုပ်ထုတ်ဖို့အတွက်စီစဉ်လိုက်တယ်မမရှင်အမ ဒီစာအုပ်လေးနှစ်အုပ်ကိုဒီလိပ်စာနှစ်ခုစီပို့ပေးပါဟုတ်အမအဲ့ဒီလူနေရောက်အဲ့ဒီစာအုပ်လေးကိုဖတ်နေချိန်မှာကျမရှိချင်မှရှိတော့မှာမဲ့ကိုတတိရတယ်ကျမအကြောင်းတွေကိုငယ်သိတဲ့အခါငယ်ငိုနေမလားမမရရအဲ့ဒီနေ့မနက်ကမြို့ရီဆိုင်နေတယ်ဆောင်းအဆဆိုတော့အေးစိတ်နေရောပဲအပြင်ကငင်းမော့နေရင်အေးဆက်နေတဲ့လေးတွေကို ရှူသွင်းနေပေမဲ့လည်းရှင်ထဲမှာမွန်းကျက်လာခဲ့တယ်။တစုံတစ်ယောက်ကိုတတိယလိုက်တယ် မင်းချစ်ချစ်မချစ်ချစ်ကိုမင်းကိုတတ်တတ်လုံးချစ်သွားမှာပါအဲ့ဒီအတန်အဲ့ဒီမျက်ဝန်းညိုတွေအော်မျက်ဝန်းညိုတွေမျက်ရည်များစွာပါပြင်းမော်ကို စီးကြလာပြီငါချစ်ရင်တည်နေသူပဲကိုကိုကိုအမြည်တက်လိုက်တယ်ရှင်နေမွန်းချက်လာပြီအသက်ရှူတာခတ်လာတော့စိတ်ကိုလျှော့ချလိုက်တယ်မျက်လုံးများကိုလည်းမိတ်ချပြစ်လိုက်တယ်ပြီးတော့ငါလုံမြောက်ပြရစီတော့အကိုရဲ့ ငါလွတ်မြောက်ပြရစီတော့မင်းညူဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာမပုံညခင် ရေးသားခဲ့တယ်ငါကျူးလွန်မိတဲ့ကံတပားဟာမင်းမဲဆိုတဲ့ဝိတ္ထုလေးရတော့ဒီမှာဒီမဲပြီးဆုံးလို့သွားပါပြီဆရာမကြီးပုံညခင်ကိုလည်းဒီကနေပဲကျေးဇူးတင်ကြောင်းကိုလေးလေးနက်နက်ပြောကြားချင်ပါတယ်နားဆင်သူတယောက်ချင်းစီတိုင်းကိုလည်းဒီကနေပဲကျွန်တော်ကကျေးဇူးများကြီးတင်ကြောင်းကိုလေးလေးနက်နက်ပြောကြားချင်ပါတယ်ခင်ဗျာ